ဒီကျွန်တော်ရခင်ကတော့ဒီတဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီးတော့ဒီနာကိအာမုံတိုင်းအလောဒီပြန်လဲထူထောင်ရေးလုပ်ငန်းတွေမှာလည်းပါဝင်ဆောင်ရွက်ခဲ့ပြီးတော့အာလက်တလုံးမှာဆိုရင်တော့ဒီ2015ခုနှစ်ပေါ့เนาะကျွန်တော်တို့ဒီမြန်မာနိုင်ငံတဝမ်းလုံးမှာဖြစ်တဲ့ဒီရေကြီးရေရှမ်းနဲ့ဒီမြေပြိုမှုတွေအပြီးမှာကျွန်တော်တို့ပြန်လဲထူထောင်ရမယ့်ကိစ္စတွေကိုလည်းကျွန်တော်တို့သူတည်သနာများစွာလှုပ်ဆောင်ခဲ့ပါတယ်အခုကတော့ကျွန်တော်ဒီမန်လေးမြို့နဲ့စကိုင်းမြို့မှာဖြစ်နေတဲ့ ဒီငလင်ဘေးကိုလာပြီးတော့လေ့လာစမ်းစစ်ရင်းနဲ့သူတေသနာလုပ်ဖို့ပေါ့လေအဆီဇင်ဆောင်ရွက်လာဖြစ်ပါတယ်ခင်ဗျအခုလောလောဆယ်ကတော့ကျွန်တော်ပြီးခဲ့တဲ့အပတ်ကပဲကျွန်တော်တို့ဒီဒီဘင်းဆက်ပေါ့နော်ဒီညီလာခံကြီးကျွန်တော်တို့ရဲ့ဒီဟိုအိန္ဒိယသမုဒ္ဒရာပတ်ဝန်းကျင်မှာရှိတဲ့နိုင်ငံတွေတွေ့ဆုံဆွေးနွေးပွဲမှာနိုင်ငံအကြီးအကဲတွေတွေ့ဆုံဆွေးနွေးကြသလိုပဲကျွန်တော်တို့ပညာရှင်တွေသူတို့ပြင်ဒီစီးပွားရေးပညာရှင်တွေကြားမှာလည်းတွေ့ဆုံဆွေးနွေးခဲ့ရတဲ့ပွဲလေးတွေရှိပါတယ် အဲ့ပွဲတွေမှာတော့ကျွန်တော်ဒီမြန်မာနိုင်ငံမှာအခုကြုံရတဲ့ဒါငလင်ဘေးဟာဆိုရင်ဒါအခုဒီ2025ခုနှစ်မှာပေါ့နော်ဒီတကွာတလွားမှာရှိတဲ့တဘာဝဘေးတွေထဲမှာဒါအကြီးဆုံးဘေးတစ်ခုဖြစ်သွားတာပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ဒီအိန္ဒိယနိုင်ငံတွေရောကျွန်တော်တို့နိုင်ငံတကာအဖွဲ့အစည်းတွေကပါကျွန်တော်တို့ရဲ့ငလင်ဘေးမှာလာပြီးတော့ကုညီပူပေါင်းပြီးပံ့ပိုးဆောင်ရွက်ပေးပါအားလုံးလို့ဆိုတော့ကျွန်တော်တို့နိုင်ငံအနေနဲ့ကတော့တဘာဝဘေး အနေရကိုတော်တော်ကိုခံစားမှုထားတဲ့နိုင်ငံတစ်ခုဖြစ်တယ်ပြီးရင်လည်းကြံတဲ့ပြီးခဲ့တဲ့ခုနကျွန်တော်ပြောသလိုပဲဒီဟိုနာဂေမုံတိုင်းကိစ္စကိုကျွန်တော်ရေကြီးရေရှမ်းကိစ္စကိုအတွေ့အကြုံရှိပြီးသားဖြစ်တော်ညာလဲငလင်မေးရတော့ဒါကျွန်တော်တို့ပကန်းငလင်လိုငလင်ကြီးကြီးမားမားရှိခဲ့ပေမဲ့လဲဒါအခုလူအများဆုံးနေထိုင်ကြတဲ့ဒါမြို့ပြကြီးတွေကိုထိခိုက်သွားတဲ့ငလင်မေးဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အတွက်အမတန်မှ အာကြီးမားတဲ့ဒါဘေးတဘာဝဘေးဖြစ်နေတယ်ဗောလေအဲ့တော့ဒါကြောင့်မို့ကျွန်တော်တို့နိုင်ငံတကာအကူအညီတွေလည်းအ мян ဆုံးနဲ့အများဆုံးလာပြီးတော့အကူအညီပံ့ပိုးနိုင်အောင်ကျွန်တော်စော်ဩနေပါတယ်ခင်ဗျာကျွန်တော်စကိုင်းကိုရောက်ခဲ့ပါတယ်ခင်ဗျာဒီစကိုင်းကတော့အမတန်မှဟိုကြေခွဲဝမ်းနေပဲကောင်းတာဗောနော်ကျွန်တော်တို့အိမ်နေကတော့ကျွန်တော်တည်တဲ့လောက်ကဒါတနင်္ဂနွေလုံးမှာလည်းဒီဓမ္မစရိယစာမွေးကျင်းပနေတယ်ဆိုတော့ကျွန်တော်တို့ဟိုတာမဏိကျော်တွေရောဒါသီလရှင် အကျော်မော်တွေပါဒါ စာမွေးဖြေနေကြရတယ်ပေါ့နော်ဒါဒီစာမွေးဖြေနေတဲ့ချိန်မှာ ဖြစ်တော့ကျွန်တော်တို့ဒီတန်ဃာတော်တွေဒီတိသရှင်ရှာလေးတွေတော်တော်ကြီးထိပါကုန်ကြတယ်တွေ့ရတယ်ဒီသကိုင်းသကိုင်းတောင်ရိုးမှာဆိုရင်တော့ကျွန်တော်တို့ဒီဗုဒ္ဓဘာသာကျွန်တော်တို့ရဲ့ဒီဘုန်းကြီးเจ้าတွေတိသရှင်เจ้าတွေတော့ဟိုနေရာချင်းချင်းထဲမှာအများဆုံးရှိတဲ့နေရာပေါ့လေအဲ့နေရာကြီးတော်တော်လေးပျက်စီးသွားတာတွေ့တော့ကျွန်တော်တော်တော်လေးဝန်းနေကြွယ်ရပါ ။ဒါပေမဲ့လည်းအခုဟိုပါပေါ့လေမန္တလေးရောက်တော့ကြီးလိုက်တော့လေကျွန်တော်တော်တော်လေးဒီထက်မှကစိုးမယ်ဆိုထင်သားပြင်မယ်လေအခုတော်တော်နေရာတော်တော်များများမှာဘေးမှာတကယ်ကြီးကြီးမားမားပေါ့နော်ပြိုသွားတဲ့စောင်းနေဘေးမှာပဲတချို့စောင်းနေလဲကြံခဲ့နေတာတွေ့တဲ့အတွက်ကြောင့်ကျွန်တော်အတွက်တော့အမတန်အားရစရာရှိပါတယ်။အဲ့ဒါလေးကတော့ကျွန်တော်တို့ဒီဟိုဒီလိုအပြည့်အစုံမျိုးတော့ကျွန်တော်တသက်မှာတစ်ခါမှမကြုံခဲ့ရဘူးပေါ့နော်ငလင်း တန်ဆိုတဲ့အတွက်ကြောင့်မဟုတ်လို့လေကျွန်တော်တို့ကြိုလည်းမသိနိုင်ဘူးဖြစ်ရလဲချက်ချင်းနဲ့လူအများအများချက်ချင်းပဲတည်ကြရတာဖြစ်ကုန်တယ်ပြီးရင်တော့ကျွန်တော်တို့မျိုးပြမှာဖြစ်တဲ့တဘာဝဘေးဖြစ်တဲ့အတွက်ကြောင့်မလဲပြည်စည်းဆုံးရှုံးမှုကများပြီးတော့ပြန်လည်ထူထောင်ရေးအတွက်ကလည်းအတော်စူးစမ်းရမှာဖြစ်ပါတယ်ခင်ဗျာမနေ့ကတော့ကျွန်တော်သခိုင်းမှာတည်တည်ချာချာလေးလာတာပေါ့နော်ကျွန်တော်နှစ်ရက်ရှိပြီပေါ့လေလေးလာကြည့်တော့အမတန်အားရစရာကောင်းတာတော့သခိုင်းမှာတော့ခုနဒီဖုံးတော်ကြီးတွေနဲ့ဒီ ဤတန်းရှင်ဆရာကြီးတွေနဲ့အာရက်ဖက်အဖွဲ့ကြီးတွေတော်တော်များများကဒီကိုသူကိုရနီးနဲ့ပေါ့နော်လုံနေတာတော်တော်လေးကိုထိထိရရောက်ဟိုအောင်းမြင်နေတာတွေ့ရပါတယ်ဆိုတော့ကဒီဟိုဒီဖုန်းတော်ကြီးကြီးအကြောင်းမှာလဲဘေးမှာသူ့ရဲ့ရက်ွက်ထဲကမိသားစုတွေရှိတယ်အဲ့တော့ဖုန်းတော်ကြီးတွေကပဲအလူငွေတွေဟိုပါပေါ့လူခံပေးတယ်ရလာတဲ့လူငယ်တွေကိုဒီကြံတဲ့ ဒီကပေးသင်းတဲ့ပြည်သူတွေကိုပြန်ပြီးတော့ချက်ချင်းပဲပြန်ပြီးတော့ဝေငှပြီးတော့လုပ်တယ်အဲ့တော့ကျွန်တော်တို့အားလုံးဟိုဟိုပါပေါ့နော်ဒီတဘာဝဘေးဂျုံတိုင်းဂျုံတိုင်းမှာကျွန်တော်တို့ရဲ့ဒီအရန်ဖက်တဲ့လူဖွဲ့စည်းဒီဒီဟိုဟာတွေပေါ့နော်ကျွန်တော်တို့ရဲ့ဒီဘာသာရေးအကောင်းဆောင်တွေကြားမှာအတော်ကိုဟိုဟာပေါ့နော်ပူပေါင်းဆောင်ရွက်နိုင်တာကိုတွေ့ရတာပေါ့လေအရေးပေါ်ကျေးရင်းနဲ့ရှာဖွေရေးကတော့နိုင်ငံတော်တကာကအဖွဲ့အစည်းတွေချက်ချင်းရောက်လာပြီးတော့ တို့ရဲ့ခွေးတွေတနည်းအားမဆိုကျွန်တော်တို့တို့ပိုးဟလီတွေသုံးပြီးတော့ရှာကြတာတွေတွေ့ရတော့တို့ရဲ့တကယ်အတွေ့အကြုံနဲ့နီးပညာနဲ့ပေါင်းစပ်ပြီးလှုပ်လိုက်လို့အခုကျွန်တော်တို့လူပေါင်းယာနဲ့ချီပြီးတော့ကဲထိုင်နေဆိုပြီးသိရအခုချိန်ကတော့ဒုက္ခရောက်နေတဲ့ပြည်သူတွေကိုကူဖို့ဆိုတဲ့ဟာဦးစားပေးပြီးတော့ရေးကြပါ အားပေးကြပါ ပြီးရင်တင်ပြကြပါဟိုကူညီပေးအောင်နှိုးဆော်ပေးပါလို့ပဲကျွန်တော်ပြောချင်ပါတယ်ခင်ဗျာ